2024ခုနှစ်သကောင်စင်းအချက်လက်တွေအရမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်တွေအတွင်းပထမဆုံးအကြိမ်အဖြစ်အနည်းငယ်ရော့ကျတာကိုတွေ့ရှိရကြောင်းယာယီသမ္မတကပြောပါရယ်အော်တိုဘာ29ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ MICC 1မှာကျင်းပတဲ့2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသကောင်စင်းပြည်တော်စုအစည်းအဝေးခန်းစားထုတ်ပြန်ခြင်းအခမ်းအနားကိုတက်ရောက်အမှာစကားပြောကြရမှာ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါသကောင်စင်းရဲ့ပုံပြချက်တွေဟာကျွန်တော်တို့နိုင်ငံရဲ့အခွင့်အလမ်းများတဲ့အတွေ့ရှင်တွေ့ပြီး လုံဆောင်ရမယ်တာဝန်တွေကိုကိုလည်းတပါးတည်းညှို့ဆူဖော်ပြနေရှိနေပါတယ်ကျွန်တော်နိုင်ငံဟာပထဝီနိုင်ငံရေးရအရေးပါတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပေမဲ့အိန္ဒိယနိုင်ငံများတဲ့လူဦးရေတည်တည်မှုတိတာစွာနေပါနေပါသေးတယ်ဘယ်တော့၂၄ခုနှစ်တကောင်စီအချက်လက်တွေရကျွန်တော်နိုင်ငံရဲ့လူဦးရေဟာစစ်စုနှစ်များအတွင်းပရောင်စိုးအခြေပြအနည်းငယ်ရောနေလာတာကိုလည်းတွေ့ရှိရပါတယ် ဒါဟာမုန်းလို့ကြဆင်းခြင်းရှေ့ပြောင်းသွားတာကမြန်မာလာခြင်းနဲ့မိသားစုပုံစံများပြောင်းလဲလာခြင်းတို့ကြောင့်ရှေ့ကမှုတစ်ခုဖြစ်လာတယ်လို့ခုနကတစ်ခုလိုလဲမှတ်ယူနိုင်ပါတယ်လက်ရှိမိမိတို့နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးအနေအထားအရပြည်တွင်းမှာရှိနေတဲ့လူငယ်တွေကိုပညာရေးကျန်းမာရေးကျွမ်းကျင်မှုနဲ့စမ်းသပ်တီထွင်မှုတွေမှာထိထိရောက်ရောက်ရင်းနှီးမြှုပ်နှံပေးပြီးလူသားအရင်းမြစ်တွေကိုအရေးအသွေးမြှင့်တင်ပေးဖို့အစီအမံဆောင်ရွက်ရမှာဖြစ်ကြောင်းနိုင်ငံတစ်ခုရဲ့အင်အားဟာအရေးအတွက်အားဖြစ်တာမဟုတ်ဘဲ နိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုနဲ့စိတ်ဓာတ်ကောင်းမွန်မှုတွေပေါ်မှာလည်းတည်မီကြောင်၎င်းကပြောပါရယ်။အပြောင်းရွှေ့ခြင်းကလည်းကျွန်တော်နိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရဲ့တည်ငြိမ်မှုဒီလိုမှရှိနေတဲ့အလုပ်ကံဖွင့်လှစ်တွေနဲ့အင်တန်ရှင်နိုင်ငံမှာရစီးပွားရေးဖူပြမှုတို့ပေါ်မှာပီတိနေတာကြောင့်ကျွန်တော်နိုင်ငံအတွက်ရေရှိဖူပြမှုကိုလည်းဥတီထင်းကြီးပြီးနိုင်မဲ့စီမံချက်တွေချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ် ျွန်တော်နိုင်ငံရဲ့လူငယ်တွေကြမှာပြပဖြည့်ပြွန်သွားတာမျိုးတွေမြန်မာနေပြီမဲ့တချင်းကမွေးလို့မြန်မာကလေးအကျိုးဆက်ကြောင့်အလွတ်လွတ်နိုင်တဲ့လူငယ်လူရွယ်တွေဥယျကလည်းလက်ရှိဒီမှာများပြားနေစေဖြစ်ပါတယ်။တနည်းအားဖြင့်ဒီမိုဂရဖီဘွန်နတ်စ်လောက်ကလေးလူရည်စုလက်ရရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လူရည်စုလက်ရရှိနိုင်တဲ့အချိန်ကာလမကုန်ဆုံးမီ ဒီလူငယ်လူရွယ်တွေကိုနိုင်ငံတော်ဖူဖူထွတ်တဲ့လုပ်ငန်းတွေမှာမကန်ထရောက်စွာအကျိုးရှိရှိဆောက်ရနိုင်ရန်စီမံပေးဖို့လည်းအရေးကြီးပါတယ်။အစိုးရခန်းစာမှာလူဦးရေဆိုင်ရာအချက်လက်တွေလုံသားအင်အားမတန်ဆွမ်းမှုရွှေပြောင်းသွားလာခြင်းပညာရေးလုံသားအိမ်အကြောင်းအရာမွေးဖွားခြင်းနဲ့သိဆုံးခြင်းအကြောင်းအရာစတဲ့အခမ်းကဏ္ဍတွေပေါ်ဝင်လာကြောင်းမိမိတို့နိုင်ငံအတွက်အကျိုးဖြစ်ထုံးမှုများစွာရရှိစေနိုင်မှာဖြစ်တယ်လို့နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေးဆင်းရဲနှွမ်းပေါမှုရွှော့ချရေးစတဲ့လုပ်ငန်းစီမံကိန်းတွေအတွက်လည်းများစွာအသုံးဝင်မှာဖြစ်ကြောင်းဒါ့အပြင်လာမယ့်ဒသမ28ရက်မှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက်အခြေခံအကျဆုံးဖြစ်တဲ့မဲဆန္ဒရှင်ဆင်းရဲပြည်စုံမှန်ကန်ရေးဆောင်ရွက်ရမှာလဲတကောင်စီရဲ့လူ့ရေးကိန်းဂဏန်းတွေကအထောက်အကူပြုနေကြောင်း၎င်းကပြောပါရယ်